လူဆိုရင်မိမမြေတာဖះမဟောတော့သိတရမယ်လူဆိုရင်တမရသည်စဖះမဟောလည်းသိတရမယ်လူကပြောလာပါ ဘသူမှလည်းဟောင်းနဲ့မရပါဘာမည်ရမနာကင်းနိုင်ဟာရုတ်သွားတဲ့နှလုံးသားသစ္စာနဲ့လူငယ်ရင်းနဲ့သာရှူတာလူဆိုရင်မိမမေတာဖယံမဟုတ်အောင်သိတဲ့ကြောင့်ပဲလူဆိုရင်သမယသေးစားဖယံမဟုတ်လည်းထိတ်သိရမယ်လူတကားပြောတာပါ rotation x rotation x ဆိုတာကဝင်ရိုးကြောင်းလဲနော်ဝင်ရိုးကြောင်းလဲတယ်ဆိုတာကဆက် origin 0,0အမှတ်ကနေပြီးတော့မရွေပဲတဲ့ h ဝင်ရိုးတွေ y ဝင်ရိုးတွေကနေပြီးတော့နာရီလက်တံကြောင်းပြန်တာယူသွားတာဘာလို့ဘာလို့ခေါ်လဲဆိုလို့ရှိရင် rotation x ကြောင်းပြောင်းတယ်နော် rotation x ဆိုတာဘာလဲဝင်ရိုးကြောင်းလဲတာဝင်ရိုးကြောင်းလဲတယ်ဆိုတာ origin 0.0အမှတ်ကနေပြီးပဲလို့ h ဆိုတဲ့ u နဲ့ y u တွေက나이လက်တန်ဒါ down တစ်ခုချိုးပြီးတော့ကြောင်းလဲသွားတာဘာလို့ပေါ့မလဲဆိုရင် rotation x ဟုတ်ပြီဒါ horizontal rotation x ဆိုတာလူက origin က h y ဆိုတဲ့ဝင်ရိုးရှိတယ် origin ဒါ0အဲ့ origin အမှတ်ကနေပြီးတော့မပြောင်းလဲပဲနဲ့ဒီ origin အမှတ်ကနေမရွေးပဲနဲ့ဒီ h ဝင်ရိုးနဲ့ဒီ y ဝင်ရိုးတွေကနိုင်လက်တံအတိုင်းပြောင်းပြန်လှည့်သွားတာကိုဘာလို့ခေါ်လဲဆိုရင်ဝင်ရိုးပြောင်းသွားတယ်နော် rotation အစ်စ်လို့ခေါ်တယ်ဥပမာ h ဝင်ရိုးကဒီကနေပြောဆက်လို့ဘယ်လိုဘယ်လိုပြောင်းသွားမလဲဆိုရင်ဒီကိုပြောင်းသွားတဲ့အခါမှာ y ဝင်ရိုးကလည်းသူနဲ့အပြိုင်ဘာဖြစ်သွားလဲ y ဝင်ရိုးကလည်းဒီကိုပြောင်းသွားအဲ့ဒါကိုဘာလို့ခေါ်လဲ ရင်ဝေယိုကြောင်းလဲလေးလို့ပေါ့ rotation basis လို့ပေါ့အဲ့တော့ origin မှာရှိတဲ့ဆရာတို့ hy plane ဒီမှာဒါဒီကောင်ကို h လို့ခေါ်မယ်ဒီကောင်ကို y လို့ခေါ်ဒီလိုကြောင်းလဲသွားတဲ့နော် exit တွေမှာကြတော့ဒီကောင်ကို y လို့ခေါ်မယ်ဆိုရင် hy ယိုကို h plane လို့ခေါ်ပြီးတော့ y ဝင်ယိုကြတော့ y လို့ခေါ်မယ်ဆိုရင် y plane လို့အဲ့ဒီကြောင်းလဲသွားတဲ့ဒီတောင်လေးကိုဘာလို့ခေါ်မယ်ဆိုရင်ဆရာတို့ ပီတာလို့သတ်မှတ်အဲ့ကလည်းအဲ့အလိုက်ကြောင်းလဲသွားတယ်လို့ wire လည်းပါပြည့်လို့ဆိုရင် wire light ပါပြည့်လို့ဆိုရင်ကြောင်းလဲသွားတယ်ဒီတော်လေးကိုဘာလို့ခေါ်လဲဆိုတော့ပီတာလို့ဒီလိုမျိုးကြောင်းလဲသွားခြင်းကိုဘာလို့ခေါ် rotation phase ဒါလည်းအဲ့တော့ကျွန်တော်ဒီဘိုင်းမှာ yoyo original မှာကျွန်တော် original hy မှာကျွန်တော် parabola ပုံလေးဆိုရတယ်လို့ဒီကြောင်းလဲသွားတဲ့ဝင်ရောပါ parabola ပုံလေးဆိုရတယ် ီဘိုင်းကိုဘာလို့အောင်လဲဒီခန်းမှာနောက်ဆုံးဒီဘိုင်းကြီးမှာဒါလေးကိုပြတာဟာလေနော်အဲ့မှာဆက်လို့ဒီကမှာ original မှာရှိတဲ့ h y h k h coordinate ကဆက်လို့ဘာလေးကိုပြရမယ်ကို formula လေးကိုပြရမယ် by coordinate ကဖော်ပြလာလေးကိုပြရမယ်ကြောင်းလဲသွားတဲ့ငွေရိုးမှာရှိတဲ့ h plane ရဲ့ formula လေးကိုပြရမယ် y plane ရဲ့ formula လေးကိုဘာလို့လဲဆိုရင်ပြရတယ် original မှာရှိတဲ့ h က formula လေးကဘာဘာဖြစ်လဲဆိုလို့ရှိရင် မကောင်းနေသေးဘူးမူလ origin မှာရှိတဲ့အိတ်ကဖော်မူလာလေးက h equal to h plus cos theta minus y plus sin theta ဝင်ရောမကောင်းလဲသေးပဲနဲ့ origin မှာရှိတဲ့ y ရဲ့ formula လေးကဘာလဲဆိုရင် y equal to h plus cos theta သာကောင်းတယ်လက်ဖြစ်သွားမှာပေါ့ sin theta plus y plus ော့အဲ့အရာတွေတခုမှတ်လို့ရဒါကဝင်ရုံးမပြောင်းလဲခင် original အစ်စင်းမှာရှိတယ် original ဝင်ရုံးမှာရှိတယ် eight core delay ပေါ်လာလေ eight core လိုချင် h equal to h prime cos theta minus y prime sin theta နောက်က y equal to h prime cos theta ဆက်ပါဆက်ပါလို့ဒီနောက်ပြန်တက်တာ sin theta plus y prime cos theta ုတ်ပြီအဲ့တော့ဒီ formula တွေဘာလို့ဖြစ်လာလဲဆိုတော့ကိုဆရာကမပြောပြတော့ဘူး8ရဲ့8 coordinate ရဲ့ formula ကဒီကောင် y coordinate ရဲ့ formula ဒီကောင်ဆိုတာလေးကိုပဲမလုပ်တာလို့ရှင်လေးမှတ်ထားပါဟုတ်ပြီနော်နောက်ပိုင်းမှာဆရာတို့ကျွမ်းကျင်သွားတော့မှဒီကောင်ဘာဘာကြောင့်ဖြစ်တယ်ဆိုတာသိကြည့်ရင်ဆက်လုပ်လို့ရခက်ဒါဒီဒီကောင်ကလည်း origin မှာရှိတဲ့ hy coordinate ရဲ့ formula အဲ့ဒီလိုပဲဆရာတို့ပြောင်းလဲသွားတယ် ဘူယုံးမှာရှိတဲ့ a flyer formula ရဲ့ y flyer formula ရဲ့လဲဆရာတို့မလောက်တာလို့ဆိုလေသိတာအဲ့တော့ဒီကောင်လေးရဲ့နှိုင်းရှင်ပြီးတော့ကိုနီကိုဟန်လေးနဲ့မှတ်လိုက်ပါပေါ့နောက်ကြောင်းလဲသွားတဲ့နော် new position မှာရှိတဲ့ new position ဆိုတော့ကြောင်းလဲသွားတာလဲပြီးသား position မှာရှိတဲ့ a flyer formula a fly equal to ဒီကောင်လေးရဲ့နှိုင်းရှင်ပြီးတော့ဆရာတို့ရေးကြ h fly equal to ဘာဖြစ်လဲလဲ a cos ဒီရာတော့ကျတော့ဘာဖြစ်လဲဆိုရင် black white side ပြောပြီးတော့ကိုယ့်အကိုရှင်းပြရမှတ်မယ်မယူ position မှာရှိတဲ့ white plus ရဲ့ formula white plus equal to ကွာ minus a cos ပြလာတာဆက်လို့ဘာဖြစ်သွားမှာလဲဒီလိုရှင် side ပြလာ black white cos မလို့ရ အဲ့တော့မှတ်လို့ရမယ်ဆိုရင်ဒီကောင်လေးတွေ့ဆရာတို့ပုံစံလေးတစ်ပုဒ်ကိုတွေ့လိုက်ဒီ U ဒီ formula လေးကိုရအောင်ဟောလိုက်ဒါက original position မှာရှိတဲ့ h1 ရဲ့ formula a က h equal to h prime cos theta minus y prime sin theta y equal to h prime ဘယ် cos theta ကဘာဖြစ်သွားမလဲဆိုရင် sin theta plus y prime cos theta အကောင်လေးကိုမှတ်မယ်မှတ်ပြီးတော့အဲကောင်လေးနဲ့တောင်းလေးနဲ့ဘလို့ကြောင်းလဲသွားတယ်ဆိုတာလေးကိုကြည့်ဒါက the u position မှာရှိတဲ့ h ply ရဲ့ဘာဖြစ်လဲဆိုလို့ရှိရင် formula h ply equal to h cos theta plus y sin theta နောက်က y ply equal to minus ဒီမှာမပါဘူးเนาะဒီမှာပါမယ် minus h sin theta plus y cos theta မှတ်လို့ရအောင် မှတ်ရမယ်ဆိုဆရာတို့ခါတော့ဘယ်လိုတခါလဲမှတ်လိုက်เนาะ original position မှာရှိတဲ့ x coordinate ရဲ့ပုံက h equal to h plus cos theta minus y plus sin theta y ရဲ့ formula လေးက y equal to h plus sin theta plus y plus cos theta ကြာအဲ့အဲ့အဲ့နဲ့ y လေးကိုပြန်ပြော original မှာရှိတဲ့ x ရဲ့ formula က h equal to Es, h plus kotija minus Y plus sine theta. Y equal to H plus sine theta plus Y plus kotija. ကဲအဲ့ဒါဆိုလို့ရှိရင် new ni. မှာရှိတဲ့ apply ရဲ့ formula တွေကဘာလဲ h ဆိုတာ plus y sin y plus ရော y plus equal to minus ကလေးရှိမှာပါတယ် minus h sin theta plus y cos theta ဘောင်းမလို့ရတယ်မှတ်ကြည့်အောင်အဲ့ဒါဆိုရင် the u position မှာရှိတဲ့ a prime ရဲ့ formula က a prime equal to h cot theta plus y sin theta y prime ရ equal to minus h sin theta plus y y cos theta ဒါတော့လားကဲအဲ့ဒါလေးရမယ်ဆိုရင်အဲ့ကောင်တဲ့ဆိုင်ရဲ့ example လေးတစ်ပုဒ်ပဲရှိတယ် exercise မရှိဘူး example တွဲလေးကိုကြားလို့ဟုတ်လားနော် ta sit get now so mile now so mile ဖြစ်တယ် eliminating the h prime y prime down eliminating ဆိုတာကဖယ်ထုတ်တာ h prime y prime prime ကိန်းလုံးအတွဲလိုက်ဘာလို့ပါလဲဆိုလို့ဖယ်ထုတ်အဲ့တော့ eliminating the a prime y prime down a prime y prime ကိန်းအတွဲလုံးကြီးကိုဖယ်ထုတ်တာဆိုတာနဲ့ဆိုင်ပိုပြီးသဘောပေါက်တင်တာက ဘယ်လိုသဘောပေါက်ရမလဲဆိုလို့ရှိရင်ဒီပိုင်းမှာကဆရာတို့ဒီဦးဆရာတို့ပွာရာပူရာပုံမျိုးဆွဲလိုက်တဲ့အခါမှာဒီကိုရှိလေးခုရှိဟုတ်တယ်အဲ့ဒီကိုရှိလေး why ကိုရှိလေးရှိအခုဒီအပိုင်းလေးဟာဒီတောင်းတင်လေးရဲ့အဓိကရည်ရွယ်ချက်ကဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီ h equation y equation နဲ့အစား a prime equation နဲ့ y prime equation ကိုဖြစ်သွားအောင်ဘာလို့မလဲဆိုရင်လုပ်မယ်ဆိုရင်ရွေးချက်ပါဘောပါတယ်နော်အဲ့တော့ eliminated the a fly one fly team a fly one fly ကိလုံးလေးကိုဖယ်ထုတ်တယ်ဆိုတာကိုပြရမယ်ဒါเนาะအဲ့လိုမျိုးလေးပြရမယ်ဒါဒါတို့ parabola equation ဒီမှာရှိတယ် x equation ဒီ y equation ဒီကိုဆရာတို့ကဖယ်ထုတ်ပြီးတော့အဲ့အစားဘာတွေသုံးလိုက်လဲဆိုတော့ a fly why blind you ဒီပြီးတဲ့ဒီပွဲဒီဘာလဲလဲသုံးသုံးကြဟာအဲ့တော့ဆရာတို့ဒီတော့သုံးဖို့ဆိုဆရာတို့ဘာတိရမယ်ဆိုပြပအောင်သုံးနေရပြရမယ်ဥစား ကလိုအပ်လို့ကျွန်တော်ပြောရတော့မယ်ကျွန်တော်ဒီ connect session မှာဆိုရင်ဘယ်နှခုရှိရလို့ကျွန်တော်လေးခုရှိရကွာဘာရှိမှဆိုရင် cycle ရဲ့ ellipse ရဲ့ parabola ရဲ့ hyperbola ကျွန်တော်ဒီမတင်ရတာဘာပဲတင်ရလဲဆိုရင် cycle နဲ့ parabola ပဲတင် ellipse နဲ့ hyperbola မတင်ရအောင်အဲ့တော့အဲ့ဒီလေးခုစလုံးနဲ့ဆိုင်တဲ့ general formula ဆိုတာ အဲ့တော့ဒီဘိုင်းမှာရှိတဲ့ပုံစံတွေကိုတွက်နိုင်လို့ပြအဲ့ဒီ၄ခုလိုဆက်ဆိုင်တယ် general formula တော့အခုပြီးလို့ရတယ်နော်အဲ့တော့ဒါ general formula လေးကိုသိရတယ်ဘယ်မှာလို့ဒီဘိုင်းမှာရှိတဲ့ပုံစံတွေတွက်တက်ဖို့အတွက်ဒီ formula လေးကိုဆက်လို့ပြရတယ် general formula ဟုတ်ဘာတွေ့လဲဆိုရင် cone section cone ဖြစ်ရှင် ကောနစ် equation အားလုံးနဲ့သက်ဆိုင်တယ်။ဘာဖြစ်လို့ဆိုလို့ရှိရင် general formula ဆိုတာ။မကဘူး general formula ပါလဲဆိုလို့ရှိရင် a a square plus b h y plus c y square plus d h plus e y plus f equal to 0. ဒီကျင်းတဲ့ equation လေးမကဘူး A B C D E F G C A A A square B A B A square C A C Y square E D H လာမယ် E Y လာမယ်အကဘာမှမပါဘူးတွေ့ဒါလေးပြပြောတော့ဒီပိုင်းပြရမယ်နောက်တော့နောက်တစ်ပိုင်းပါတည်ရမယ်ဆိုလို့ရှိရင်ဆက်လို့ဒီက8 plus 1 plus 10လေးကိုဖယ်ဖို့ဖယ်တဲ့ တွက် B plan นี่อ่ะบาเนี่ยตัวเราเลยนี่0เนี่ยตัวมาเลยဆိုတော့ formula นี่จะได้ป่ะไอ้ตรงนี้อ่ะมาปิดเลยคือ B square minus 4 is 4 is อย่าบาเลยตรงนี้0เนี่ย0เอาแล้วบาลงไปอ่ะไอ้တော့ B square minus 4 is อย่า0เนี่ย0เลยဆိုလို့ရှိရင်ဆရာတို့ဒီកောင်းมาบาปิดเลยဆိုလို့ရှိရင်ပါရာပူရာပုံဖြစ်ဒီမှာတိရအောင်ပြောမယ်ဆိုရင် square minus 4 is ya 0တိုင်းရဲ့ပဲဆိုပြီး elite elite ဆိုတာဆရာတို့ဒီဆရာတို့မတုံးဒီမှာဒီတင်ငန်းလာပါဆရာတို့ချက်ပြီးတော့မတုံးတာဘူး b square minus 4 is ya 0တိုင်းရဲ့ပဲဆိုရင်ပါတာပေါ့လားဒီပုံစံကြီးတွေ့မဲ့သူကြီး b square minus 4 is ya 0တိုင်း equal ဒီရာဆရာတို့ဘူတူတာနေနဲ့ချက်ပြီးပြည့်ရဆိုရင် b square minus 4 is ya 0တိုင်းကြီးပဲဆိုရင် hyper အဲ့တော့ဘလို့လဲကောင်းဒီပတ်နေဒီ general formula တရားမယ်အဲ့ဒါဒီ b square minus 4 a တရား0ဖြစ်ကြောင်းကြောင်းဘာလို့ပြရမလဲဆိုတော့သက်တည်ပြပြရတယ်ဒါမှလာနေ parabola ပုံဖြစ်ပြီး parabola equation ကိုပုံပြကြတော့ဘာလို့လုပ်ရမလဲဆိုတော့ဆွဲလိုက်ပါနော်အဲ့လိုတရားမှာက cos θ ပေါ်လာရ cos θ ဒီက equal to A minus C ပါ B ဆိုတာလေဆရာတို့ပြီးလားညောင်လေးရဆရာတို့အဲ့ blind one blind နေလေးကိုဖယ်ပြီးတော့ဖယ်ပြီးတော့ data တန်မှုရှာပြဆရာတို့ question တွေဘာလို့ပါလဲရေးဖို့ပြီး formula တွေဘာလို့ပါလဲဆိုရင်အဲ့ formula ကိုတွက်တဲ့အခါမှာဆရာတို့လုံးနှစ်ခုမှတ်ထား if cos 2 theta က0နဲ့တူတယ်ဆို ကျွန်တော် call duty တာကိုရှာလိုက်လို့0နဲ့တူမယ်ဆိုလို့ရှိရင်ဒုတိယအတံဘုက90ဖြစ်ပြီတော့เนาะတီလာကဘယ်လောက်တူတာကောင်းလာတော့တော့ဘောင်းဆိုင်ကြီးလည်းဆိုတီလာကိုရှာကြည့်လို့တီလာကိုရှာမှဒီဆရာတို့ exit ကဘယ်လောက်ရွေ့သွားလဲဆိုတာဆရာတို့တော့တီလာကိုပါတယ်ဆိုရင်ရှာကြည့်တယ်။နောက်တော့ အကယ်၍ငါကိုတူတီတာကိုရှာလိုက်လို့ဒီလိုမရဘူးဆိုလို့ရှာတော့အေးကိုတူတီတာကိုရှာလိုက်လို့ဇီရိုမရဘူးဆိုလို့ cos 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 တူတီတာကိုမလုပ်လို့ရှာနော် cos တူတီတာကိုရှာအဲ့မှာကိုတူတီတာကိုဘယ်လိုရှာလဲဆိုလို့ရှာတော့ဘုရားတော်တော်မှာပြောတာနော်ကိုတူတီတာကိုရှာ အဲ့ကော2တီတာကနေပြီးဆရာတို့ဘာလို့ရှာမဲ့ဆိုရှင်နဲ့စိုင်းတီတာစိုင်းတီတာနဲ့ကော့တီတာကိုဘာလို့ပြောလို့ရှိလဲရှာစိုင်းတီတာနဲ့ကော့တီတာကိုရှာတဲ့အခါမှာ figo formula တွေအများကြီးထဲမှာကြိုက်တာနဲ့ရှာလို့ရတယ်ဆရာတို့ဒါပေမဲ့လို့ chapter 1မှာတုံးခဲ့တယ် half angle formula နဲ့ဘာလို့ရတယ်ရှာလိုက်အဲ့တော့ပုံစံလေးကိုဒီပုံစံနဲ့မှတ်လို့ရအောင်လို့ဒါ half angle formula နဲ့လို့ရှာတယ် ဆိုင်းသီတာကိုလိုချင်လို့ရှိရင် half and ရဲ့ formula က square root of 1 minus cos 2 theta by 2 cos theta ကိုလိုချင်လို့ရှိရင် square root of ဘာလေးပဲကွာမလဲဆိုရင်အပေါင်းလေးပဲကွာအပေါင်းလို့ plus cos 2 theta by ဟာ chapter 1မှာကျွန်တော်တုံးခဲ့ပူရဲ့ trig formula နဲ့ပဲကျွန်တော်မလုပ်လို့ဘူးနားလည်ပါအဲ့ဒါဆိုရင်ကြာပြန်ရက်တာ formula ba de ka ya lut chala ba no eliminating the h prime y prime t so de aitbe ga ba le so mu shi ni sia lo h y ni wo phe pi yo parabola equation ya h y ni wo phe pi yo h prime y prime ni ba le equation wo a thong pi a ai lo equation wo a thong pi lan lu so pa ma wo lu ti ya ma la conic equation a lo ya sai le general formula so la ti ya general formula so la sai de ka ya lut chala jaw le ba phe le a square plus BHY flat CY square flat DH flat EY flat F equal to zero ဒါရပါနော်ဒါပါပဲလေဆိုရင်ခုရပါခွတ်တယ်ပါအဲ့တော့ခုဆရာတို့ကဒီဆရာတို့လုံးတဲ့တွက်တဲ့ကောင်ကပါရာဘိုလာ equation ပါရာဘိုလာပုံဖြစ်တယ်ဆိုတော့ဒီလိုလေ B square minus 4AC ဆိုတာ0တိတ်ကြောင်ပါတော့ရတယ်တက်တူကြဒါကြက်ချက်ရပါနောက်တစ်ခုဆရာတို့က အဲ့ blind one blind ကိန်းလုံးတွေကိုဖယ်ဖို့အတွက်ကျတော့တီယာဆိုတာကိုရှာတီယာကိုရှာမဲ့ပုံပြီးတော့ငါမဖြစ်တဲ့ဆိုလို့ကော့တူတီတာဒီအတွက် a c ပါ b ကော့တူတီတာဒီအတွက် a minus c ပါ b မလို့ရမယ်နော်အဲ့လိုရှာလိုက်တာမှာကော့တူတီတာကိုရှာလိုက်လို့0ရမယ်ဆိုလို့ရှိရင်တီယာရဲ့တန်ဖိုးတက်ထွက်တူတီတာက90နော်ဒါဆိုတီတာဘယ်လောက်လဲ 45 45အဲ့လိုမှ zero မရဘူးဆိုလို့ရှိရင်တော့ဆရာတို့ဘာလို့ရှာပေးရမလဲဆို cost 2 theta ကို first ပထမဦးဆုံးအနေနဲ့ယူရှာပါတယ် cost 2 theta cos cost နော် cos 2ကိုယူရှာကိုယ်သားရရှာမယ်ရှာပြီးတော့လို့ယူရှာလို့ sin theta ကိုရှာမယ် half angle ပုံစံရှာရမယ် cos theta ကိုရှာမယ် half angle ပုံစံရှာ half angle ပုံစံတော့ကျွန်တော်ခီးသီးသားလေးနော်ဒီနေရာမှာ sin theta နဲ့ cos theta ကို ်ခြေကိုဖောင်းပုံစံမျိုးမျိုးနဲ့ရှာလို့ရပြီလေ။ဆက်လို့သုံးခဲ့ပြီးရထပ်လာရပုံစံနဲ့ရှာလို့တွက်လိုက်ပုံစံနဲ့မှတ်မိသွား။နားရတယ်။ဒီနားရမယ်ဆိုရင်ထပ်ဆောင်းပြီးတော့ပြောရမယ်ဆိုရင်ဒီနေရာမှာဆက်လို့ကော်ဒူတီလာကိုရှာလိုက်လို့ဇီရိုတင်လို့ရှိရင်ဒီသာတန်ဖို့တန်းပြီးတော့ထွက်နိုင်တယ်လို့။နောက်ဒီနေရာမှာဆက်လို့အရင်တီးခဲ့တဲ့ special angle တွေ1 by root 3 root 3 by 2 1 by 2 နောက်က root 3ကိုအဲ့လိုလေးရှိမယ်ဆိုရင်တီတာရန်ဘုဟုဆရာတန်းပြီးတော့ရှာလို့ပါတယ်ဆိုရင်ကြာဒါပေမဲ့လို့ဆရာတို့စဉ်းစားနေရမယ်ကိုမမတ်ပြီဖြစ်နေမယ်ဆိုလို့ရှိရင်ဇီရိုတစ်ခုလောက်ပဲဖတ်ပြီးတော့ကျန်တာရီပုံစံတိုင်းပဲလုပ်လိုက်တယ်ဆရာဟာလေဟာလေနော်အဲ့တော့ပုံစံတော်တော်မှပို့ပြီးတော့နားလည်ပါလိမ့်မယ်ကဲအရင်ဆုံးဆရာတစ်ခေါက်ဆရာနဲ့အလုပ်ပြောကြအောင် eliminating h plus y plus z ဆိုတော့ အဓိကအဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ပါရာဘိုလာ equation h equation y equation နေစား a plus equation နေ y plus equation နေတောင်းလဲပြီးတော့အသုံးပြုပါဟုတ်နော်အဲ့လိုတောင်းလဲအသုံးပြုဖို့အတွက်ကျွန်တော် general formula ကိုကြည့်ရအောင် conic equation အားလုံးနဲ့ဆိုင်တဲ့ general formula ကိုကျွန်တော်အလုပ်ပြောရအောင် a a square b h y black c y square black d h black e y black F equal to 0 round တက်လိုက်ပြီးလို့ရှိရင် parabola ပုံ equation တွေပုံဖြစ်ကြောင်းတက်သေးပြနိုင်ဖို့အတွက် b square minus 4ac ကို0ဖြစ်ကြောင်းဆရာတို့တက်သေးကြလိုက်အဲ့ဒါပြီးသွားတယ်ဆရာတို့တီတာကိုရှာနိုင်ဖို့အတွက်ဘယ်ဖော်မြူလာလေးကိုသုံးလို့ဒီ cos 2တီတာ equal to a minus c by b ဆိုတော့အဲ့ကောင်သုံးလိုက်လို့ cos 2တီတာက0ရမယ်ဆိုလို့ရှိရင်တီတာတန်ဖိုးက45ကျော်အတန်းယူလိုက် အကယ်၍ဇီးလို့မရအောင်ဆိုလို့ရှိရင် first ပထမဦးဆုံးအနေနဲ့ cosine cos θ ကိုရှာရတယ်။ cos θ ရှာပြီးတော့ sin θ တို့ cos θ တို့ကိုကျွန်တော်ချွေးကို formula တွေက half angle formula နဲ့ရှာရတယ်။ဒါနဲ့ဒါနဲ့မဆိုရင် inner sin နဲ့ x ပဲနှစ်ပုံရှိတယ် x sin ၅ပုံရှိတယ်ဒါလေးကိုကျွန်တော်ပြောတယ်